ဟယ်လိုအားလုံးဝမင်္ဂလာပါဖိုးဖိုးမချန်ကနေကြိုဆိုပါရစေဆိုတော့ပြင်သစ်လက်ရွေးစင်နဲ့လီဗာပူးသင်းရဲ့နောက်ခံကစားမဖြစ်သူကိုနာတီကတော့အင်ဂျူရီပြဿနာကြောင့်လက်ရွေးစင်အသင်းကနေနှုတ်ထွက်ခဲ့ပြီးလီဗာပူးသင်းကိုပြန်လာပြီးဆိုပြီးတော့ကျွန်တော်တီးရတယ်ပေါ့နော်ဒါနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါဆိုတော့ပြင်သစ်ကပြီးခဲ့တဲ့နေ့ကကျွန်တော်တို့ဒါဒီအဇာဘိုင်ဂျန်ကို3-0မရှိဆိုတဲ့ရလနဲ့အနိုင်ရခဲ့တဲ့ပွဲမှာကိုနာတီကမကစားခဲ့ရဘူးမကစားခဲ့ရပြီးတော့နောက်နေ့မှာကျွန်တော်ဒီကိုနာတီအနေနဲ့ပေါ့နော် ပေါင်ပေါင်တန်ရာရရှိလို့ဆိုပြီးတော့ဗာနဲ့ကျွန်တော်တို့ဒါအဲပြင်သစ်လက်ရွေးစင်တင်ကနေနှုတ်ထွက်ခဲ့တယ်ပေါ့ဆိုတော့ဒီနေရာမှာဒါဟာကျွန်တော်တို့စိတ်ပူစရာကောင်းတဲ့တန်ရာလားဘလို့လဲဆိုတာတော့မသိသေးဘူးပေါ့နော်ဒါပေမဲ့လို့ဒီတန်ရာပြဿနာကြောင်းနေတော့လာမယ့် weekend မှာကျွန်တော်တို့ဒါကျွန်တော်တို့လွဲလိမ့်မယ်လို့တော့မထင်ပါဘူးကုနာဒီအနေနဲ့ဘာလို့လဲဆိုတော့ပေါင်တန်ရာတို့ဘာလို့ကပြီးလို့ရှိရင်ကစားလဲမကစားရပဲနဲ့ဖြစ်ခဲ့တာဆိုတော့ခါကျတော့အဲ့လောက်ကြီးကြီး serious ဖြစ်တယ်လို့ကျွန်တော်မထင်ဘူး weekend မှာ Manchester United ကို MV မှာလက်ခံကစားမဲ့ပွဲမှာပြန်ပါနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။အဲသို့တော့အကယ်လို့မပါနိုင်ခဲ့ဘူးဆိုရင်လီဗာပူးရဲ့ခံစစ်ပိုင်းမှာစိတ်ပူစရာတွေဖြစ်လာပြီလားပေါ့။ဘာကြောင့်လဲဆိုတော့လီဗာပူးမှာခံစစ်ကမရှိတော့ဘူး။လီဗာပူးမှာခံစစ်ကစားမတွေ injury ပြဿနာတွေကြုံရတယ်။ပြီးခဲ့တဲ့ຫນွေကလည်းသူတို့ခံစစ်ကိုအားဖြည့်ဖို့ကြိုးပမ်းခဲ့တဲ့နောက်ဆုံး transfer minute မှာမာဂီဟီကိုခေါ်ဖို့ကြိုးပမ်းခဲ့တာအဆင်မပြေခဲ့ဘူး။ ဆိုတော့အခုလက်ရှိ26နှစ်အရွယ်ကူနာတီးကပါ injury ပြဿနာကြုံသွားရပြီးတော့ Manchester United နဲ့ပွဲမှာမပါနိုင်ဘူးဆိုရင် Liverpool တင်းမှာ center back စစ်စစ်ဆိုလို့ကျွန်တော်တို့ Van Dijk နဲ့ပေါ့နော်လက်ရှိမှာ Jogo Mas လောက်ပဲကျွန်တော်ရှိတော့တယ် session နှစ်အရွယ်ကစားမလေးဖြစ်တဲ့ဒီ Italian နောက်ခံကစားမလေးကလည်း ACL injury ကံမကောင်းစွာနဲ့သူကြုံသွားရတယ်ဆိုတော့ Liverpool တင်းကခံစစ်မှာ goal တွေတောက်လျှောက်ပြီးနေရတဲ့အချိန် injury ပြဿနာတွေတောက်လျှောက်ကြုံနေရတဲ့အချိန်မှာအခုလက်ရှိခံစစ်မှာပူဆိုးတဲ့အခြေအနေမျိုးပါ ဆိုတော့ဒါကြောင့်ပေါ့နော်ကျွန်တော်တို့သာလီဗာပူးတင်းမှာတကယ်လို့ဒီခံစစ်ပြဿနာသာဆက်ပြီးတော့ဒီကူနာဒေးသာတကယ်ဒဏ်ရခဲ့တာဆိုရင်မန်ချက်စတာယူနိုက်တက်ပွဲကိုလွဲမယ်ပြဿနာကဘာဖြစ်လဲဆိုတော့လီဗာပူးအတွက်ပူဆူတာကပြီးခဲ့တဲ့၃ပွဲစလုံးသူတို့ကရှုံးထားတာချဲလ်စီကိုအဝေးခွင်မှာ၂ဂိုးတကူနဲ့သူတို့ရှုံးနေနောက်ပြီးလို့ရှိရင်အဲဂလာဒါဆာရီကိုအဝေးခွင်မှာသူတို့က1-0နဲ့ရှုံးနေခရစ်စတယ်ပဲလစ်ကိုအဝေးခွင်မှာ၂ဂိုးတကူနဲ့ရှုံးနေဆိုတော့၃ပွဲဆက်တိုက်ကိုလီဗာပူးတင်းကရှုံးထားတဲ့အပြင် ဟိုအခုလက်ရှိခံစစ်မှာအာကိုဝနိုင်ပါမယ်ဆိုတဲ့ဒီကုနာဒီလိုကစားမမျိုးကိုပါကျွန်တော်ထပ်ပြီးတော့ရှုံးသွားဆုံးရှုံးသွားမယ်လက်လွတ်ရမယ်ဆိုတဲ့ခါကျတော့လာမယ့်တကယ်တကယ်ပြိုင်ဆိုင်မှုပြင်းထန်လေးရှိတဲ့ Manchester United နဲ့ဒီဘယ်လိုပြောမလဲဒီပွဲမှာသူတို့အတွက်ပြဿနာကြုံလာတယ်သူတို့ပြင်နီးပြအာနီစလော့တောခေါင်းခဲစရာပေါ့လေကျွန်တော်ကတော့ဂျူဂူမက်ကိုတုံးလိမ့်မယ်လို့မထင်ဘူးအကယ်လို့ကုနာဒီမပါနိုင်ရင်ဘာလို့လဲဆိုတော့ Ryan Graven Bach ကိုတုံးလိမ့်မယ်လို့ပဲထင်တယ်။ Graven Bach ကိုနောက်ကူသွားခိုင်းပြီးတော့ ဆန်နာဘက်မှာကစားခိုင်းပြီးတော့ဗောနော်ကျွန်တော်ဟိုအာလစ်စတာတို့ဗောနော်ဖလိုရီယန်ဗီယက်စ်တို့ဒိုမီနီဆူဘူဇလိုင်းတို့၃ယောက်ကိုကွင်းလယ်မှာတုံးနိုင်မယ်လို့ထင်တယ်မဟုတ်ရင်လည်းကာတီဂျုံးစ်ကိုသူတို့တုံးလို့ရတယ်အကယ်လို့မြန် right back မှာဟိုလိုဒီကော်နာဘရက်ဒလီကိုလည်းမယုံဘူးဟဲ့လားနော်ဖရင်ပေါင်ကိုလည်းမယုံဘူးဆိုလို့ရှိရင်ပေါ့လေနော်ဆိုတော့ကာတီဂျုံးစ်တို့ဘာလို့ကိုထည့်ပြီးတော့ချူဘူဇလိုင်းကို right back ပို့တာမျိုးလေးကျွန်တော်မြင်ကောင်းမြင်ရနိုင်တယ်ကျွန်တော်ကတော့ဂျူကူမက်စ်ကိုပွဲထုတ်သုံးအောင်လောက်တဲ့ထီတော့အာနီစတော့ကယုံလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဗောနော်ယူနိုက်တက်နဲ့ပွဲမှာဆိုတော့လီဗာပူးကအဲ့ဒီပွဲမှာသူတို့ ပြန်ပြီးတော့အနိုင်ယူနိုင်မှကျွန်တော်ဖြစ်မှာတခြားကြောင့်မဟုတ်ဘူးသူတို့တွေရဲ့လက်ရှိတိုက်တဲ့ challenge တွားနေတဲ့ Arsenal ကသူတို့ထက်အမှတ်သာသွားပြီ weekend မှာလည်းသူတို့အနေနဲ့ပေါ့နော်ဘယ်လိုပြောမလဲတကယ်လွယ်ကူတဲ့ပြိုင်ဘက်နဲ့တွေ့နေတော့ Arsenal တွေကမနိုင်စရာအကြောင်းကမရှိဘူးဆိုတော့အဲ့လိုမျိုး PR တွေရှိနေတယ်လို့ Liverpool ကလည်းဒီညရာဒီပြောင်းရွှေ့မှာပေါင်တန်း၄900တုံးထားတယ်တုံးထားပြီးမှဒီလိုပုံစံမျိုးတွေဂျုံနေရတာကစိတ်ပြက်စရာပါအော်ဒါအပြင်သူတို့ဒီ Manchester United နဲ့ပွဲမှာလေသူတို့ကအိမ်ဝင်လေးဖြစ်တယ်ဆိုတော့အနိုင်ရဖို့ကြိုးပမ်းရမှာ ဲ့ဒီရှိမှလည်း၃ဘွဲ့ဆက်တိုက်ရှုံထားတော့၄ဘွဲ့ဆက်တိုက်ရှုံနေဆိုတဲ့အခြေအနေမျိုးလီဗာပူးကြုံလို့မရဘူး။ဒါအန်ဖီမှာပေါ့နော်လီဗာပူးယူနိုက်တက်ကိုမရှုံနိုင်သူတို့ကြာပါပြီ။တော်တော်လေးကြာပါပြီဆိုတော့ဒါကို slow ကထပ်ပြီးတော့ထိန်းထားနိုင်နေမယ်လို့ကျွန်တော်ထင်တယ်။အဲအာနီစတိုရဲ့လက်အောက်မှာသူတို့အိမ်ဝင်းမှာကစားတော့ကတော့တူးတူးတွေပါတယ်ယူနိုက်တက်ကတည်ကြအောင်ကစားဘူးခဲ့တာတွေရှိတယ်ပြီးခဲ့တဲ့နှစ်ကဒါပေမဲ့လို့ ကိုသင်းကလည်းတိတ်ပြီးတော့မယုံရတဲ့အခြေအနေမျိုးဆိုတော့အခါကျတော့လီဗာပူးသုံးဘွဲ့စတဲ့ရှုံးနေတဲ့ခန်စိကစားမတွေအင်ဂျူရီပြဿနာတွေကြုံနေရတဲ့ဒီတိုင်အောင်ကိုပဲလီဗာပူးကိုဒုက္ခပေးဖို့ကတော့ယာနုံပြေကမတိရသေးပြန်ဘူးဒီနေရာမှာတခုရှိတာကမန်ချက်စတာယူနိုက်တက်နဲ့လီဗာပူးမှာဗီဒက်ပလင်းပိုင်းမှာဆိုလို့ရှိရင်ခန်စိပိုင်းမှာဆိုလို့ရှိရင်အရင်စင်တူတဲ့အမားတွေအနေတွေမပါလေဒီအားနေချက်တွေကျွန်တော်ရှိတယ်ဒါတွေကိုအားနေစတော့ကဒီ international break တိုးတွေမှာဘလို့ပြင်ဆင်လာမလဲပေါ့ကြည့်ရမယ်ကိုရီဘက်ကတော့ပြင်ဆင်မှာမဟုတ်ဒီတိုင်းပဲသွားမှာပဲနီးပြားကဆိုတော့ ဒီညမှာဗျာတခုရှိတာကလေအခုလက်ရှိလေပါဦးသင်ပရိသတ်တွေဆိုလို့ချင်းကိုနာလေး injury ပြဿနာဂျုံရတယ်ဆိုတာနော်စိတ်ပူစရာလားစိတ်သက်သာရာရစရာလားကိုတို့အနေနဲ့နော်ဟိုရှင်းရှင်းလင်းလင်းသိလိမ့်မယ်လို့မထင်ဘူးဘာလို့လဲဆိုတော့ကိုနာလေးကအခုကောင်းမနေဘူးကိုနာလေးကစားတာတော်တော်စူးစူးဝါးဝါးတွေမှာပါတယ်ကိုနာလေးလက်ရှိကစားနေတာလေတော်တော်ညံ့နေတယ်မှာပါတယ်ကိုနာလေးကအခုအဲကြောင့်ပေါ့နော်အာမင်းကိုနာလေးပါရင်တော့ငါတို့က United နဲ့ပုံမှာစိတ်ပူနေအောင်ပဲဟေးကိုနာလေးမပါမှပဲစိတ်ချမ်းသာတော့တယ်ဆိုတဲ့ပုံစံမျိုးဖြစ်ရင်ဖြစ်နေမှာသိလားဖြစ်ရင်ဖြစ်နေမှာဘာလို့လဲဆိုတော့အခုအာက ဒီဂျူဂိုမက်စ်တို့ဘာလို့ဆိုတာမျိုးကတကယ်ကောင်းရင်ထအကောင်းနေတဲ့ကစားမားတွေဒါပေမဲ့ဒီကစားမားကပွဲနဲ့ဝေးနေတာကြာပြီဗျာကြာပြီဆိုတော့အဆင်ပြေချင်မှပြင်မှာသူ့ကိုလည်းသုံးနိုင်မယ်လို့မထင်ဘူးခုနကပြောလို့ဂရီဗန်ဘတ်တို့ဘာလို့ဒါမှမဟုတ်အန်ဒူတို့ဘာလို့ပဲသုံးကောင်းသုံးနိုင်မယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဂရီဗန်ဘတ်ကိုတော့ပို့ပြီးတော့သုံးပါလိမ့်မယ်အကယ်လို့ကိုနာလေးမပါနိုင်တော့မှအခုကကိုနာလေးပါရင်တော့စိတ်ပူနေရမယ်ကိုနာလေးကတကယ်ဒီယာဒီမှာတော့တိုင်ပတ်တာအဲကျွန်တော်တို့ဘောလုံးပေးတာတွေကစတအားမှားတယ်ပေါ့နော်ဆုံးဖြတ်ချက်တွေတအားမှားတယ် action တွေတအားမှားတယ် ဟိုတော်တော်ကိုတိုင်ပက်တယ်သူတပင်ကွင်းလေကလည်းပဲခန်စစ်ကိုကူတာနဲ့ပတ်သက်လို့အားနည်းချက်တွေရှိတယ်ဆိုတော့ကုနာတိလိုကစားမမျိုးတွေပို့ပြီးတော့ကျွန်တော်ဒုက္ခရောက်တာဂျားတွေကဘန်တိုင်ကြီးပါ true ခွန်ရတဲ့အခြေအနေမျိုးတွေပါကျွန်တော်ရောက်နေတဲ့ပုံစံမျိုးအဲ့တော့လေပါဦးအနေနဲ့အခုလက်ရှိကုနာတိကိုလက်လွတ်ရတယ်ဆိုတဲ့မျိုးကတရင်ကောင်းမဟုတ်ဘူးသို့တော်လည်းပဲရုံးကန်နေရတဲ့ကုနာတိနေရာမှာတကယ်လို့ injury ပြဿနာမကြုံဘူးဆိုရင်တော့မှအာနီစလိုနီနဲ့နောက်ထပ်ဘုသူကိုတုံးလာမလဲပေါ့ဆိုတော့ယူနိုက်တက်နဲ့ပွဲမှာလက်ရှိကုနာတိကလက်လွတ်ရမယ့်နေထိုင်မှုကျွန်တော်ကြုံနေရတယ် ဆိုတော့ international international အတွက်ကစားတဲ့နေရာမှာလည်းကိုနာလီကပေါင်ဒန်ယာကြောင့်ပေါ့နော်သူအနေနဲ့ဒါပြင်သစ်လက်ရွေးစင်ကနေနှုတ်ထွက်ခဲ့ပါပြီဆိုတော့လေဘောပရိသတ်ဒီနေ့ရောလက်ရှိအသင်းရဲ့ခံစစ်ပိုင်းနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်